အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြမှာဆိုရင်တော့ကျွန်တော်ကိုဒီရက်ထက်မှာအမေးအများဆုံးဖြစ်နေတဲ့ content monetization ဆက်အပ်တဲ့ပတ်သက်တဲ့ကျွန်တော်တို့မေးခွန်းတွေကိုဒီဗီဒီယိုလေးမှာပြပြပေးမှာဖြစ်ပါတယ်။ Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီချက်လောက်ကြည့်ကြအောင်။အဲ့တော့ကျွန်တော်ပထမအဦးဆုံးမေးခွန်းကဘာလဲဆိုတော့ content monetization ဆက်အပ်ရဖို့အတွက်ကျွန်တော်တို့ဘာတွေလုပ်ရမလဲ။အဲ့တော့ content monetization ဆက်အပ်ရဖို့ဆိုလို့ရှိရင်ကိုယ့်ရဲ့ page ဒီ follower 2000နဲ့အထက်ရှိနေရမယ်။ ဲ့တော့9000နဲ့အထက်ရှိနေတယ်ဆိုရင်တော့ကျွန်တော်ပို့ပြီးတော့ကောင်းတယ်နောက်တစ်ခုကတော့ဗီဒီယိုတွေစက်တိုင်းတင်ပေးရမယ်အဲ့တော့ဗီဒီယိုတွေကိုစက်တိုင်းတင်ပေးရမယ်အများအားတင်ပေးရမယ်ဆိုတာကသူများဗီဒီယိုတွေကိုဒေါင်းလုဒ်ဆဲပြီးတော့ပြင်နေတာမျိုးကိုပြောတာတော့မဟုတ်ဘူး TikTok ကဗီဒီယိုတွေကိုဒေါင်းလုဒ်ဆဲပြီးတော့ပြင်နေတာမျိုးတွေကိုတော့ပြောတာမဟုတ်ဘူးကိုယ်ပိုင်ဖန်တီးထားတဲ့ကိုယ်ပိုင် content တွေကိုနေ့တိုင်းပုံမှန်တင်ပေးရမယ် နောက်တစ်ခုကတော့ကျွန်တော်ဖေးဖို့ရဲ့ policy တွေကိုကျွန်တော်လိုက်နာပေးရမယ်။ဒါဆိုလို့ရှိရင်တော့ကျွန်တော် content monetization ဆက်ရဖို့အတွက်ကျွန်တော်ရကြိုင်တော့တော်တော်များတယ်။နောက်တစ်ခုကတော့ content monetization ဆက်အပ်ရဖို့အတွက်ဘယ်လိုဗီဒီယိုမျိုးတွေဖန်တီးရမလဲ။ဘယ်လိုဗီဒီယိုမျိုးတွေတင်ရမလဲ။ဘယ်လိုဗီဒီယိုမျိုးတွေတင်မှ content monetization invite ခံရမှာလဲပေါ့ ဲ့တော့ကိုကဘလို့ဗီဒီယိုမျိုးတွေဖန်တီးနိုင်တာလဲဘလို့ content မျိုးတွေကိုဖန်တီးနိုင်တာလဲကိုအစဉ်ပြေတဲ့ content တွေကိုဖန်တီးလို့ရတယ်နော်ကြိုက်တဲ့ဗီဒီယိုတွေကြိုက်တဲ့ content တွေကျွန်တော်တို့ဖန်တီးပြီးတော့မှကိုရဲ့ page မှာတင်ဆက်ပေးလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ content monetization ဆက်အပ်ရဖို့အတွက်ဆိုရင်တော့ monetization ပေးတဲ့ content မျိုးတော့ဖြစ်ရမယ် content modernization policy မှာပါတဲ့ modernization ပေးတယ်ဆိုတဲ့ content မျိုးကိုပဲကျတော်တို့ဖန်တီးရလိမ့်မယ်။ modernization မပေးဘူးလို့ပြောထားတဲ့ content မျိုးကိုကျတော်တို့ဖန်တီးလိုက်မယ်ဆိုရင်เนาะဖန်တီးနိုင်မယ်ဆိုရင်ကျတော်တို့ CSS ကကျတော်တို့ invite ခံရနိုင်ခြင်းအတော်လေးကိုမှနေပါတယ်။အဲ့တော့ဥပမာပြောရမယ်ဆိုလို့ရှင်ကျတော်တို့ slide content ဖန်တီးနေတဲ့ page ဒီ modernization invite ရဖို့ content modernization invite ရဖို့ဆိုတာကျတော်တို့တော်တော်လေးကိုမှဒါຢາກໄກນົງວ່າ နေပါတယ်နောက်တစ်ခုကတော့ကျွန်တော်ဗာလဲဆိုတော့သူများတွေကတော့ CM set invite ရနေကြတယ်ကျွန်တော်ကျမတို့ရဲ့ page တွေက ကောင်းရတာနဲ့ဘာလို့ invite မရတာလဲ follower လည်းရှိတယ် view လည်းကောင်းတယ် great engagement တွေလည်းကောင်းတယ်ဒါပေမဲ့ကျွန်တော်ကျမတို့ရဲ့ page တွေကဘာဖြစ်လို့ monetization CM set invite မခံရတာလဲ ဒါဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ပေကိုကိုယ်ကပြန်စီရတော့မယ်ကိုယ့်ရဲ့ပေက recommendation active ဖြစ်ရလား modernization active ဖြစ်ရလားတကယ်လို့ကျွန်တော်တို့ recommendation active မဖြစ်ဘူး modernization active မဖြစ်နေဘူးဆိုရင်တော့ကိုယ့်ရဲ့ page မှာ ကိုတင်တာနဲ့ခွန်တက်နေမှာဘယ်မှာညှိစုံးနေတာလဲဒီပြဿနာတွေကိုကျွန်တော်တို့အဖြေရှာပြီးတော့ဖြေရှင်းရမယ်နောက်တစ်ခုကတော့ကျွန်တော်တို့ page က follower လည်းများတယ် ဗီဒီယိုတွေဆိုတဲ့ view တွေအရန်ဟိုမှာကောင်းတယ် rate တွေ engagement နဲ့တအားကောင်းတယ် pic quality ကလည်းအစိမ်းဖြစ်တယ် recommendation ကလည်း active ဖြစ်တယ် monetization ကလည်း active ဖြစ်တယ်ဒါပေမဲ့ကျွန်တော်ကျမတို့ရဲ့ pic က CM set up invite မခံရဘူးဘာကြောက်လဲဆိုတာစစ်ပေးပါအောင်ဆိုတဲ့သူတွေဒါဆိုလို့ဆိုရင်တော့ကျွန်တော်တို့ကတစ်ချက်ပြန်စေရမယ်ကိုတင်နာနဲ့ဗီဒီယိုက ကိုပိုင်ဗီဒီယိုဟုတ်ရလားသူများဗီဒီယိုတွေလား TikTok ဆော်ထားတဲ့ဗီဒီယိုတွေလား TikTok ဆော်ထားတဲ့ဗီဒီယိုတွေဆိုတာကျွန်တော်တို့ TikTok မှာ background music တွေတီးလုံးနေသချင်းနေဆော်ထားတဲ့ဗီဒီယိုတွေကိုဆိုလိုတာအဲ့လိုဗီဒီယိုမျိုးတွေလားပေါ့ကိုတင်တာနဲ့ content တွေကဒါဆိုလို့ရှိရင်တော့အဲ့ဒီ content တွေတင်တာ ဖြစ်လို့ကျွန်တော်တို့ monetization မရဘူးနောက်တစ်ခုကတော့ကျွန်တော်တို့ page ကရစ်တွေကောင်းတယ် engagement တွေကောင်းတယ် follower တွေလည်းကောင်းတယ် follower တွေလည်းအများကြီးရှိတယ် view တွေလည်းအများကြီးကောင်းတယ်ကိုတင်တဲ့ content ကလည်းကိုပိုင်ဗီဒီယိုပဲကိုကိုယ်တိုင်ပဲဖန်တီးထားတဲ့ content ဖြစ်တယ်ဒါပေမဲ့ content monetization ဆက်အပ်မရဘူး monetization အခုထိမရသေးဘူးတဲ့မရသေးဘူးဆိုတဲ့သူတွေကတော့ကိုတင်ထားတဲ့ content တွေကိုဖန်တီးနေတဲ့ content တွေဒီကိုရဲ့ page ဒီ PMP လို့ခေါ်တဲ့ partner monetization policy တဲ့ကိုင်ညီရလား เนาะဒါမှမဟုတ်ကျွန်တော်ခွန်းတက် modernization policy တဲ့ကိုက်ညီရတာပေါ့အခုဒီ2025နောက်ပိုင်းမှာပေါ့နော်နောက်ပိုင်းမှာဆိုလို့ရှိရင်အထူးသဖြင့်ကြက်မှတ်လာတဲ့ပัฒနာ modernization policy ကိုကျွန်တော်တို့မဖြစ်မနေလိုက်နာထားရတာပေါ့ကျွန်တော်မလိုက်နာဘူးဆိုရင်တော့ကိုယ့်ရဲ့ပေကိုကိုယ်ကပြန်ဆေးရလိမ့်မယ်နော်ဘယ်ဟာကပัฒနာ modernization policy နဲ့ညီနေတာလဲပေါ့တကယ်လို့မြန်ကိုယ့်ရဲ့ပေကပัฒနာ modernization policy နဲ့လွတ်တယ်ဆိုရင်တော့ကျွန်တော်ဒီတစ်ခေါက်မှာ စီအန်ဆက် invite မရဘူးဆိုရင်တော့နောက်တစ်ခေါက်မှတို့သေးကြပေါ့စီအန်ဆက် invite ရလာမယ်နောက်ဆုံးကြော်တစ်ခုပြောချင်တာကအထူးသဖြင့်ဒီ2025မှာပြည်ပဘော်ကနေဝင်ငွေရှာမယ်ပြည်ပ modernization ကိုလုပ်တော့မယ်ဆိုရင်တော့ PMP လို့ခေါ်တဲ့ကျွန်တော်တို့ပัฒနာ modernization policy ကိုတော့ကျွန်တော်မဖြစ်မနေလေ့လာထားတင်တယ်။ဒါမှကျွန်တော်တို့က content modernization set up ကိုကျွန်တော်ရရဖို့အတွက်ရခိုင်တော့တော်တော်မှ ျွန်တော်များမှာဖြစ်ပါတယ်။ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။